အားလုံးမင်္ဂလာပါကျမတို့ဖြူယောဂစတူဒီယိုကနေဒီနေ့ဗာလိမျှဝေခြင်းလဲဆိုလို့ရှိရင်ထမင်းစားပြီးရဲ့ချိန်ပေါ့နော်ထမင်းစားပြီးရဲ့ချိန်မှာကျမတို့ကလေချစ်ချင်းခုံပေါ်မှာထိုင်လိုက်တာမျိုးကိုရှောင်ပေးရမယ်ပေါ့နော်အတက်နိုင်စောအဲ့တော့ချစ်ချင်းခုံပေါ်မှာထိုင်နေမယ့်အစားကျမတို့အချိန်5မိနစ်ပေးမယ်5မိနစ်ကိုကျမအခုပြရတဲ့ဟာလေးလမ်းရှောင်မယ်နော်အဲ့ဒါလေးဒီကျမတို့ရဲ့ဒီပေါ့နော် hip လို့ခေါ်တဲ့ဒီပေါင်နေမှာရှိတဲ့ကြက်နေတဲ့အရာတွေကိုလည်းပဲတဲ့ ပြေရော့သွားစေသလိုတစ်ဖက်ကလည်းပဲကျမတို့ time နေတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီ one byte ပေါ့နော်အစီစုချင်းကိုလည်းပဲအဲရော့ပါစေရပေါ့နော်အဲ့တော့အဲ့ဒါလေးကပါလေးလဲဆိုလွယ်လွယ်လေးပဲကျမတို့ပုံမှန်လေးလမ်းလျှောက်တဲ့ဟာလေးနော်အဲ့တော့လမ်းလျှောက်တဲ့ဟာလေးလက်ကလေးပါပါလို့ရတယ်နော်ဆိုလိုတာကလမ်းကိုဒီလိုမျိုးကျမတို့တနေရာပတ်ပြီးလျှောက်လို့ရှိရင်နေရာတစ်ခု space တစ်ခုလိုတယ်နော်အဲ့တော့အဲ့လိုမျိုး space လည်းမကုံရအောင်တနေရာထဲမှာပဲလမ်းလျှောက်တဲ့ဟာလေးကို momentum လေးနဲ့သွားမယ်နော်အဲ့တော့1 2 3 6အဓိကဒူကောင်းမြင့်မြင့်လေးရောက်လောက်ခေါ်မယ်နော်7အနောက်ကြီးကိုမလန်စင်နဲ့8 9 10 1 2 3 4 5ဘယ်ညမှာတက်လို့သတ်မှတ်တဲ့6 7 8 9 20 1 2 3 4 5 six, seven, eight, nine, thirty, one, two, three, four, five, six, seven, eight, nine, ten, forty, two, three, four, five, six, seven, eight, 50 okay ဆက်ကျင်ပြီးပါလို့ရှင်ခဏလေးနားလိုက်ခဏလေးလမ်းလေးကိုဟိုဘက်3လမ်းလောက်ဒီဘက်3လမ်းလောက်ရှာ3ကြောလောက်အလဲကိုပြန်လာ နောက်ထပ် အချိန်90เนาะတရပြည့်အောင်သွားအောင်မနော်အဲ့တော့မောတယ်နည်းနည်းလေးနှလုံးကိုလေကာဒီယိုလေးနည်းနည်းတော့ဖြစ်လိမ့်မယ်ဖြစ်လိမ့်မယ်သို့တော်နားလေးပဲကြိုးစားမယ်เนาะအဲ့တော့ရသလောက်လေတကယ်လို့နည်းနည်းမောနေသေးခဏလေးအချိန်လေးရသေးရဆိုရင်ဂျားထဲမှာကျွန်မတစ်ခုလေးကျွန်မထည့်ပေးမယ်เนาะအဲ့ဒါဗာလဲဆိုရင်ဒူးမနာတဲ့သူတွေအတွက်ဒူးနာတဲ့လူတွေဆိုတော့ဒါကိုလေးကျင်လို့မရအောင်เนาะအဲ့ဒါဒူးမနာတဲ့လူတွေအတွက်ဒီဂျားလေးခဏလေးထိုင်ပေးခြေတလုံးလေးတွေကအောက်မှာပေါင်အောက်လေးမှာရှိနေမယ်တင်မအောက်လေးမှာခြေဖနှောင့်လေးရှိနေမယ် ခဏလေးလေးရှူလေးထုတ်လေးကြားထဲမှာဒါလေးအချိန်ပြတဲ့ရင်ခဏလေးနားပေးဒီလိုထိုင်ရမယ်ကျွန်တော်တို့ဘာကြိုးရှိစီလဲဆိုလို့ရှိရင်ကျွန်တော်နှလုံးကိုသွေးပိုရောက်ရှိစီဘာကြောင့်လဲဆိုကျွန်တော်တို့ခဏကိုအောက်ပိုင်းကို lock လုပ်ထားတာနော်ဒီအောက်မှာခြေစလုံးလေးကိုပိတ်ထားတယ်ဖိထားတယ်နော်သွေးကြောလေးတွေခဏလေး block လုပ်ထားတဲ့အခါမှာ ူနှလုံးနဲ့ဒီနှလုံးအမတစ်ဆင်တခြားသောကျမတို့ရဲ့ဒီအစာခြေလမ်းကြောင်းတစ်လျှောက်မှာရှိရလိုအပ်တဲ့သွေးပမာဏကိုပိုရောက်ရှိစေကြအောင်အစာခြေစနစ်ကိုကောင်းစေတယ်ဒီအစာရင်းနဲ့ပတ်သက်တဲ့ပြဿနာတွေကိုအများကြီးကာကွယ်ပေးရပေါ့နော်အစာရင်းရှိဝေဒနာရှိရသူတွေဆိုလို့ရှိရင်ပိုအောင်ကောင်းနေရနော်အဲ့ဒါလေးကိုလေ့ကျင့်ပေးရမယ်ပုံမှန်လေးရှုသွင်းရှုထုတ်ပြီးဝရင်ခဏလေး10မိနစ်လောက်အတိုင်းလေးညင်ပေးလိုက်လေးရှုရှုထုတ် ရတယ်เนาะကြမ်းမြင်လေးမှာပဲထိုင်เนาะကိုအဆင်ပြေနေရာလေးမှာထိုင်လို့ရတယ်ရှူချောကြမ်းမြင်မျက်နှာပြင်လေးရတော့ flap ဖြစ်နေရမယ်เนาะပြပြလေးဖြစ်နေရမယ်ရှူဒူကောင်းလေးကြီးခြေချင်းဝတ်တင်နေနေနားမှာဆိုရင်အောက်မှာအခန့်လေးဖြစ်ဖြစ်တခုထားပေးကော်စောလေးဖြစ်ဖြစ်ကိုယ့်ရဲ့အောက်ကခင်းလေးတခုဖြစ်ဖြစ်ချောရှူနောက်ဆုံးတစ်ခါချော အာရီနဲ့စိုက်ရှူတာမျိုးမဟုတ်နော်လေကိုရသလောက်လေးပဲရှူလိုက်တာပါသွားအောင်โอเคပြီးွားရင် relax ပြန်လာမယ်ပြန်ပြီးတော့တက်လေးပြန်ထားလိုက်ခြောက်လေးနည်းနည်းခါပေးမယ်โอเคနောက်ထပ်တိမ်ကားရဲစမယ်နော်1 2 3 4 5 6 7 8 9 101တော်တော်လေးနော်2 3ရသလောက်ပဲမြင်မြင်လေး4 5 6 7 8 9 10

four, five, six, seven, eight, nine. 50 okay ဖြည်းဖြည်းလေးပြန်လျှော့ပါငွေပြီးဝိုင်းနဲ့တကောက်လေးလျှော့လို့ရအောင်လို့ရှေ့လေးကိုခြေောက်လေးကိုဆန်လိုက်ရှေ့ပထမခြေောက်အဲတစ်ဖက်ကိုနောက်တစ်ဖက်ကိုနောက်လေးမှကွေထားလျှော့လိုက်ခါလေးဆွဲဆန်ပြီးသွားရင် stretch လေးလုပ် okay 10မိနစ်လောက်နေစက္ကန့်40လောက်နေ okay နောက်တစ်ဖက်စက္ကန့်40လောက်နေ okay shop ပြလိုက် okay အဲ့တိုင်းလေး second 30လေးရပါနော် second 30ဘယ်30ဒီပဲ30လောက်နေပြီအနည်းဆုံးပေါ့နော် okay ဒါလေးကညနေတော့ချွေးလေးချော်ပါလိမ့်မယ်ဒါပေမဲ့ကျမတို့ဒီထိုင်ချချင်းထိုင်လိုက်တာထက်အများကြီး metabolism ကိုပိုကောင်းသွားစေတဲ့ movement လေးဖြစ်တယ်။ဒါကြောင့်မလို့ချချင်းမထိုင်ပါနဲ့9မိနစ်လောက်တော့လမ်းလေးနည်းနည်းလေးရှောက်ပြင်ဒီဟာလေးကို marching လေးလုပ်နော်။ Okay နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။